အသင်းကြီးစတင်ဖွဲ့စည်းစဉ်ကလက်နက်ငယ်ပြစ်ခတ်ခြင်းစီရေးပြတက်စိတ်လိုက်ချီတက်ရှင်းစသောတင်ကန်းစာများကိုအသေးစိတ်တင်ကြားပို့ချခဲ့သည်နိုင်ငံကြီးဩဇာအီးမြလောက်အချိန်မြင့်လာခဲ့ခြင်းတွင်အစိုးရနှင့်တပ်မတော်အတွင်ဝိဝါဒကွဲပြားနေသောဗိုလ်ချုပ်ကြီးခင်ညွန့်နှင့်ထောက်လန်းရေးအဖွဲ့များအားအရေးယူထိန်းသိမ်းခဲ့ခြင်းကလည်းပြီးခိုင်ဖြိုးရေးချိန်မြင့်တက်လာစေခဲ့သောအကြောင်းတစ်ရပ်ဖြစ်လာခဲ့သည် ကျွန်တော်မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့ကျွန်တော်ဖတ်ပြပေးမယ့်စောင်းပါတစ်ပုဒ်ကတော့စောင်းပါရှင်မောင်ရည်ဆက်ရေးသားတဲ့ကြံ့ခိုင်ရေးဗာလဲပဲလဲဆိုတဲ့စောင်းပါအပိုင်း၃ပဲဖြစ်ပါတယ်နိုင်ငံတော်အေဂျင့်သားရင်းနေဖွံ့ဖြိုးရေးကောင်စီအေဂျင့်ဖြုတ်အစိုးရလက်ထက်တွင်ပြည်ခိုင်ဖြိုးဤလှုပ်ရှားမှုများပုံမပြင်းထန်လာခဲ့သည်နာဝတာအစိုးရလက်ထက်ကစတင်၍ရခင်မော်ဘီဘိုတင်နှန်းကျောင်းတွင်ပြည်ခိုင်ဖြိုးဗဟိုတင်နှန်းကျောင်းဖွင့်လှစ်ကာတင်နှန်းပေါင်းစုံကိုတပြည်လုံးရှိပြည်ခိုင်ဖြိုးကီတာများအစိုးရအဖွဲ့ဝင်ဝင်ကြီးများကိုတိုင် တင်နန်းနီးပြများအဖြစ်တာဝန်ယူတင်ကြပေးခဲ့ဒီမှာလဲပုံရိပ်အရှိန်မြင့်လာခဲ့သည်အသင်းကြီးစတင်ဖွဲ့စည်းစဉ်ကအမှုဆောင်များစီမံခန့်ခွဲရေးတင်နန်းအမှုဆောင်များအစ်မြင့်စီမံခန့်ခွဲရေးတင်နန်းစသဖြင့်စီယုံရေးစီမံခန့်ခွဲရေးအုပ်ချုပ်ရေးရုံးတွင်းစီမံခန့်ခွဲရေးဦးစီးတာဝန်နှင့်လက်နက်ငယ်ပြစ်ခတ်ခြင်းစီရေးပြတက်စိတ်လိုက်ချီတက်ရှင်းစသောတင်ကန်းစာများကိုအသေးစိတ်တင်ကြားပို့ချခဲ့သည်အေဂျင်ဖြူအစိုးရလက်ထက်ရောက်ချိန်တွင်ဒုတ်တာဝန်အရေးသုံးပါး နိုင်ငံရေးစီးပွားရေးလူမှုရေးဥတီချက်၁၂ရက်တို့ကိုအသိကြီးဤဂေတာများခေါင်းထဲဆွဲသွားအောင်တွတ်သွင်းပေးခဲ့တော်လဲတင်နန်းသားများအနေဖြင့်မူအစိုးရအဖွဲ့ဝင်ဝင်ကြီးများနဲ့ထိတွေ့ဆက်ဆံရသောဘဝများနဲ့မိမိတို့ဒေသများတွင်အုပ်ချုပ်ရေးအာဏာပိုင်များနဲ့ဒန်းတူမှသည်လွန်ကဲသောနိုင်ငံရေးဥဆောင်မှုအခမ်းကဏ္ဍကိုသာမန်မောတက်မှန်နေခဲ့ကြသည်ဤသို့ဖြင့်မြို့နယ်တော်များများတွင်ပြည်ခိုင်ပြိုးအချိန်အဟွာသုံးဆွဲမှုလွန်ကဲခဲ့ကြသောအတွင်းရေးမှုများကြောင့်ဒေသခံပြည်သူလူထုများကပြည်ခိုင်ပြိုးကိုဆက်ဆုပ်ယုံရှာခဲ့ကြသည်အာမတန်၍မန်ကိုလျှော့ခဲ့ကြရသည်မှာ လောလရေးဂျိုပန်းစင်ကနယ်ချိတ်တို့လက်အောက်ရောက်ရှိနေသောတိုင်းရင်းသားပြည်သူများပင်အေဂျန်ပြိုအစိုးရလက်ထက်တွင်လည်းအစိုးရအဖွဲ့ဝင်ဝင်ကြီးများဤမတန်မရာပံ့ပိုးပေးမှုများကြောင့်ပြည်ခိုင်ဖြိုးများမောက်မာမှုမလျော်ဩဇာအသုံးပြုမှုများကိုခါးစည်းခံခဲ့ရသောပြည်သူလူထုသည်2010ရွေးကောက်ပွဲ၌လည်းရွေးချယ်စရာမရှိသောဘဝဖြစ်ပြည်သူတို့၏လူရင်းစံနာကိုနှိတ်ကိုရှင်တန်းဆက်လက်ခံခဲ့ရပြန်သည်ထို့သောအဖြစ်မှန်ကို2012ကြားဖြင့်ရွေးကောက်ပွဲ၌ ပြည်သူလူထုက NLD ပါတီကိုအပြတ်အသတ်ထောက်ခံခဲ့ခြင်းကတက်သည့်ထုခဲ့ကြောင်းပြည်ခိုင်ပြို့ပါတီဗဟိုအတိုင်ပင်ခံနှင့်အစိုးရအပေါ်ဩဇာကြီးမားသောဥတင်ထုတ်၏သုံးသက်ချက်တွင်စစ်အလေးထားယောဂါအာနာကိုမံမောသောကြောင့်ဟူ၍ပြည်ခိုင်ပြို့များကိုပြင်းပြင်းထန်ထန်သုံးသက်ဝေဖန်ခဲ့ခြင်းများကသိရှိနိုင်ပေသည်သို့တော်လည်းပြည်ခိုင်ပြို့ဗဟိုထိပ်ပိုင်းအာနာရှင်ပြင်းသောလူကြီးများကအမုန်းမခံလိုသောစိတ်ထားများကြောင့်အောက်ရှိပြည်ခိုင်ပြို့အတွင်းရေးမှူးများနှင့်၎င်းတို့ကြောင့်နှင်နာသောကေတာများကိုတိကျပြတ်သားသောစီမံခန့်ခွဲမှုနည်းလမ်းများမသုံးနိုင်ခဲ့ခြင်း စီယုံရေးနီးဖြစ်တာ2020တိုင်အောင်မိခေါ်ခဲ့ခြင်းတို့ကြောင့်ပြီးခိုင်ပြိုးဤကျေးလက်ဒေတာဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များ၌အကြီးအကျယ်အလွဲသုံးစားမှုများဖြစ်ပေါ်ခဲ့ပြီးပြီးခိုင်ပြိုးတာဝန်ရှိသူများကိုလည်းပြည်သူလူထုကမချစ်တော်လဲအောင်ကနိုင်ရသောဘဝများကြောင့်ပုံရိပ်ပုံရိပ်အော်နှလုံးနာလာခဲ့ကြသည်ပြီးခိုင်ပြိုးမူဝါဒများနှင့်ဘ ਹੁ အလုံးမှုဆောင်များမိမြပင် ကောင်းနေစေကမူအကောင့်ထဲပေါ်ကြသောအတွင်းရေးမှုများအများစုကပေါက်စားပြော်ပါထင်နိုင်ကျမှုများသည်ပြီးခိုင်ပြိုးဤပုံရိပ်ကောင်းကိုထိခိုက်စေခဲ့သည်မှာ တန်း60သောပြည်သူလူထုကကောင်းစွာသိချင်နားလည်နေတော်လဲပြည်ခိုင်ပြိုးဘဟုကနှစီချောင်းဆိုးဖြစ်နေခြင်းကိုဖြစ်လုံးဝနားမလည်နိုင်အောင်ဖြစ်မိပါသည်အစိုးရအဖွဲ့ဝင်ဝင်ကြီးများအားလုံးဒီပါတက်မတော်အကြီးအကဲများအားလုံးဒီပါဥဆောင်နေပါလျက်ထောက်လိုင်းရေးတရင်များအယအောက်ရှိပြည်ခိုင်ပြိုးများ၏ဒေသအလိုက်ထင်းတိုင်းကျဲနေသောဖြစ်ရများကိုမသိရှိခြင်းတခါတရံတက်မတော်ဘုံမူကြီးအစင်များတိုင်းခရိုင်အစင်ပြည်ခိုင်ပြိုးရုံများတို့လာရောက်စုံစမ်းစစ်ဆေးခဲ့ကြတော်လဲအစိုးရစုံစမ်းမှုရလဒ်များမှာ ပြည်ခိုင်ပြုတ်ဘိုးအဖွဲ့နဲ့ဗဟိုနိုင်ငံကြီးထံသို့အမှန်တကယ်ဖြစ်ရများအဖြစ်ရောက်မရောက်ဆိုသည်ကိုယနေ့အချိန်ဤများကသုံးသပ်ကြည့်နိုင်ပေသည်ပြည်ခိုင်ပြုတ်ဘိုးတွင်လည်းဖွဲ့စည်းမှုအရဗဟိုနိုင်ငံကြီးဖြစ်သောဗိုလ်ချုပ်မူကြီးတန်းရွှေသည်ပြည်ခိုင်ပြုတ်အသင်းကြီးဥက္ကဋ္ဌနေရာတွင်ရှိနေကြောင်းနိုင်ငံရေးလေလာသူများကသုံးသပ်လျက်ရှိသည်အသင်းဝင်24သားအထိမရမနေဖွဲ့စည်းထားနိုင်ခဲ့သောကဘာပေါ်တွင်အကြီးမားဆုံးအသင်းအဖွဲ့ကြီးတစ်ခုအဖြစ်ရောက်ရှိခဲ့သည့်ပြည်ခိုင်ပြုတ်အသင်းကြီးသည်မြန်မာနိုင်ငံနှင့်ဆက်အစိုးရလက်ထက်၌နိုင်ငံရေးဩဇာထိပ်တန်းသို့ရောက်ရှိခဲ့ပြီး အသိကြီးဘဟုအလုံးမှုဆောင်အဖွဲ့ဥဆောင်မှုပုံသဏ္ဍာန်မှာပြက်သားချင်းလင်းမှုမရှိခဲ့ခြင်းသည်လေအသိကြီးအပေါ်နိုင်ငံရေးအရစိတ်ဝင်စားမှုမြင့်တက်စေခဲ့သောအကြောင်းတရက်ဖြစ်လာခဲ့သည်အသိကြီးဘဟု၌မြားပြလာသောတမတော်အကြီးအကဲများကဘဟုနိုင်ကအဖွဲ့ဝင်များဖြစ်ပြီးထိုအထဲတွင်လည်းအသိကြီးအပေါ်စိတ်ဝင်စားမှုအားနည်းသောတံပိုးကြီးများရှိခဲ့ကြောင်းတွေ့ရှိရသည်အသိကြီးအာနာပိုင်ဘဟုအလုံးမှုဆောင်အဖွဲ့တွင်စတင်ဖွဲ့စည်းခြင်းကအမြင့်ဆုံးတာဝန်အထွေထွေအတွင်းရေးမှုဖြစ်တော်လဲအေဂျင့်ပြုအစိုးရလက်ထက်တွင် ဒုတိယဥက္ကဋ္ဌဒါဝင်ကိုအေဂျင်ဖြိုးကောင်စီအတွင်ရင်မှုသုံးစစ်ရေးချုပ်ဒုတိယပိုချုပ်ကြီးဝင်းမြင့်ကိုပေးခဲ့ပြီးပြီးခိုင်ဖြိုးဤတကူဩဇာကိုမြင့်တင်လာခဲ့သည်။၎င်းနောက်ဒုတိယဥက္ကဋ္ဌဒါဝင်ကိုဝင်းကြီးချုပ်ပိုချုပ်ကြီးစိုးဝင်းကိုဆက်ခံစေကာပြီးခိုင်ဖြိုးကိုပြည်တွင်းသတင်းထောက်လှမ်းရေးတာဝန်များအထိစေတနာဝန်ထမ်းတာဝန်မှသည် နိုင်ငံရေးနိုင်ငံတော်လုံခြုံရေးအစိမ့်မြင့်သောတာဝန်များအထိပကုံးတင်ထမ်းရွက်စေခဲ့သည်။နိုင်ငံရေးဩဇာအီးမြလောက်အချိန်မြင့်လာခဲ့ခြင်းတွင်အစိုးရနှင့်တပ်မတော်အတွင် ဝိဝါဒကွဲပြားနေသောဗိုလ်ချုပ်ကြီးခင်ညွန့်နှင့်ထောက်လန်းရေးအဖွဲ့များအားအရေးယူထိမ့်သိမ်းခဲ့ခြင်းကလည်းပြည်ခိုင်ဖြိုးရေးချိန်မြင့်တက်လာစေခဲ့သောအကြောင်းတစ်ရပ်ဖြစ်လာခဲ့သည်ပြည်ခိုင်ဖြိုး၏တကောဩဇာအမြင့်ဆုံးအချိန်သည်ဒုရယာဥက္ကဋ္ဌဗိုလ်ချုပ်ကြီးစိုးဝင်း၏လက်ထက်၌ဖြစ်ကြောင်းတွေ့ရှိရသည်တင်းမာပြတ်သားသောဥဆောင်မှုနှင့်စီယုံရေးစွမ်းမကတီဆောက်လာနိုင်ခဲ့သောဗိုလ်ချုပ်ကြီးစိုးဝင်းကြောင့်ပြည်ခိုင်ဖြိုးဘဟုအဖွဲ့တွင်နိုင်ငံရေးဩဇာသမဂစီးပွားရေးဒဏ္ဍာရီအင်အားလည်းပုံမိုခိုင်မာတောင်းနှင်းလာခဲ့သည်အစိုးရအဖွဲ့ဝင်ဝင်ကြီးများပါဝင်သည့်ဗဟုအလုံးမှုဆောင်များကြောင့်ရန်ကုန်မြို့ညောင်နေပင်၌ ပြီးခိုင်ပြုတ်ဗဟုသင်တန်းကျောင်းကြီးကိုခန္ဓာထဲဝါစွာဆောက်လုပ်နိုင်ခဲ့ခြင်းဖြစ်သည်ရန်ကုန်မြို့တက္ကသိုလ်ရိပ်သာလမ်းတင်၌ပြီးခိုင်ပြုတ်အသင်းဌာနချုပ်အဆောက်အုံကြီးကိုခန္ဓာထဲဝါစွာဆောက်လုပ်နိုင်ခဲ့ခြင်းများသည်ပြီးခိုင်ပြုတ်အတွက်ခိုင်မာသောနိုင်ငံရေးဩဇာနှင့်အုပ်ချုပ်ရေးပိုင်း၌တရားဝင်ပါဝင်စီမံခန့်ခွဲခွင့်များရရှိလာစေခဲ့သည်များမကြာမီဝန်ကြီးချုပ်ဗိုလ်ချုပ်ကြီးစိုးဝင်းဦးဆောင်သောအစိုးရအဖွဲ့ဝန်ကြီးများပါဝင်သည့်ဗဟုအလုံးမှုဆောင်အဖွဲ့အစည်းအဝေးများကိုအပတ်စဉ်ရန်ကုန်မြို့ပြီးခိုင်ပြုတ်ရုံးချုပ်၌ပုံမှန်ကျင်းပလာခဲ့ရာပြီးခိုင်ပြုတ်ရုံးချုပ်ဒီပင်လင်း ဒုတိယမြောက်ဝန်ကြီးများရုံးအဖြစ်သာမကအစိုးရကက်ဘိနက်အထိုင်းရုံးကြီးအဖြစ်နိုင်ငံရေးသမားများနဲ့စီးပွားရေးလုပ်ငန်းရှင်ကြီးများကသတ်မှတ်လာခဲ့ကြသည်အစိုးရသို့တင်ပြရန်ခက်ခဲသောအောက်ခြေမှဖြစ်ရများသည်ပြည်ခိုင်ပြိုးရုံးချုံ၌အပတ်စဉ်ဗဟိုအလုံးပူဆောင်အစည်းအဝေးများတွင်ဝန်ကြီးများလက်သို့ပြည်ခိုင်ပြိုးကေတာများကကိုယ်တိုင်လက်ရောက်ပေးအပ်ခွင့်များရရှိခဲ့ခြင်းဤသို့ဝန်ကြီးများသာချပေးခွင့်ချသောပမေပေါင်းစုံကိုလည်းပြည်ခိုင်ပြိုးရုံးချုံအဝင်ဝနှင့်ဓာတ်လီကားပါမကြံဝန်ကြီးများကိုတွေ့ခွင့်ရသည့်နေရာ၌တွေ့ရမရှောင် ပြည်ခိုင်ဖြိုးမြတ်ကတင်ပြတောင်းခံခွင့်ရနိုင်ခြင်းဘဝအလုံးမှုဆောင်ဝင်ကြီးများ၏မေတ္တာကရုဏာပါတီဖြစ်စေမပါတီဖြစ်စေပံပိုးပေးမှုများကိုရုံးကျုပ်တို့အနီးကပ်ရောက်ရှိခွင့်ရသောပြည်ခိုင်ဖြိုးမြတ်ကရရှိခဲ့ခြင်းများသည်အသိဉာဏ်အပေါ်အမှန်တကယ်ယုံကြည်ချက်ခံယူချက်များရှိခြင်းမရှိခြင်းတန်လျာများလဲပြည်ခိုင်မျိုးကေတာများအတွင်ကြီးထွားလာစေခဲ့သည်အင်အားကြီးမှကျေပြန့်ယုံများမကနိုင်ငံရေးဩဇာကြီးမားလာခဲ့သောပြည်ခိုင်မျိုးအသိဉာဏ်ဘဟုတွင်အသိဉာဏ်ဖြတ်သိမ်းခြင်းအထိဒုတိယဥက္ကဋ္ဌအဆင့်သာအကြီးဆုံးရာထူးပေးထားခဲ့သော ဗိုလ်ချုပ်မူကြီးတန်းချွေစိတ်ကူးကိုလည်းယနေ့တိုင်ဗဟေလိသဘွယ်ဖြစ်နေခဲ့ကြသည်အသိန်းကြီးကိုတီထောင်သူဗိုလ်ချုပ်မူကြီးတန်းချွေသည်၎င်းကိုယ်တိုင်လည်းပြီးခိုင်ဖြိုး၌ဩဂရယာဒူမခံယူဘဲဗဟုနိုင်ကကြီးအဖြစ်သာအသိန်းကြီးတက်တန်းအစအဆုံးနေသွားခဲ့သည်အသိန်းကြီးအရေးကြီးသောလုပ်ငန်းစဉ်ဟု၎င်းသတ်မှတ်ထားသည်တနေ့တစ်ကြိမ်ကျင်းပသောနှစ်ပတ်လည်းအစည်းအဝေးနောက်ဆုံးနေ့စတုတ္တနေ့နနက်ပိုင်းအခမ်းအနားဗဟုသင်္นานကြောင့်နေဖွင့်လှစ်သောဗဟုအစ်စ်သင်္นานများ၏ဖွင့်ပွဲဆင်းပွဲတို့တွင်ဗိုလ်ချုပ်မူကြီးတန်းချွေကိုယ်တိုင်ဩဝါဒပေးအမှားစကားပြောမှာ ချင်းပါပြည်စည်းရခြင်းသည်လည်းပြည်ခိုင်ပြုဘ ਹੁ တွင်ဩဂရာကြီးနေရာကိုတရားဝင်ထုတ်ဖို့ကြေညာခြင်းမပြုခဲ့ပဲရယူခဲ့ကြောင်းတွေ့ရှိရသည်ပြည်ခိုင်ပြုတွင်အာနာအချီဆုံးဖြစ်သောဒုတိယဩခတဒါဝင်ယူခဲ့သည်ဘုံချုပ်ကြီးများနှင့်အထွေထွေတွင်ရင်းမှုဒါဝင်ယူခဲ့သူများသည်ဘုံချုပ်မူကြီးတန်းချေကိုယ်တိုင်လမ်းညွန်မှာကြားချက်များကိုတသဝေမတိန်လိုက်နာခဲ့ကြသူများသာဖြစ်သည်တာဒကတစ်ခုဆိုပါလင်၂020ရွေးကောက်ပွဲဤချိန်၌အသိန်းကြီးကိုငကိုတိုင်းထား၍အခြားနာမည်တစ်ခုဖြင့်ပါတီကိုဖွဲ့စည်းရန်စီစဉ်ခဲ့တော်လဲ ဗိုလ်ချုပ်မူကြီးတန်းချွေကနေပေါင်းများစွာပြည်သူလူထုအတွင်းစီယုံရေးတည်ဆောက်နိုင်ခဲ့သောပြီးခိုင်ဖြိုးပြည်ထောင်စုကြံ့ခိုင်ရေးဖွံ့ဖြိုးရေးအသင်းအမည်နာမကိုပင်ပါတီတို့ပြောင်းလဲခေါ်ဝေါ်စေရန်လမ်းညွန်ခဲ့၍ထိုအမည်ဖြင့်ပါတီဖွဲ့ခဲ့ကြောင်းမှာပြည်သူများ၏ပြီးခိုင်ဖြိုးအပေါ်မုန်းတိမှုများပါတီတို့အရေးဆက်တိုက်ကြောက်ရွံ့စေခဲ့ကြောင်းသတိရနှင့်ဗဟုမတာဝန်ရှိသူများအနေဖြင့်ပြန်လည်ပြောဆိုမတင်ပြရဲခဲ့ကြောင်းဂေတာများကတုံ့သက်ခဲ့ကြသည်ထိုစဉ်ကနိုင်ငံတော်အကြီးအကဲစစ်ကောင်းဆောင်ဖြစ်နေသောဗိုလ်ချုပ်မူကြီးတန်းချွေကို အမျိုးသားရေးအသင်းကြီးတာဝန်ရှိသူများကအမျိုးသားရေးအမြင့်တရအနေဖြင့်တနိုင်ငံလုံးပြည်သူအကျိုးပြုလုပ်ငန်းများအဖြစ်အချိန်ရနေခဲ့သောပြည်ခိုင်ပြုတ်အသင်းကြီးကိုဖျက်သိမ်း၍ပါတီတရအသင်းကူပြောင်းပြီးကိစ္စကုန်မှုပြန်လည်၍စဉ်းစားပေးနိုင်ရန်တင်ပြနိုင်ခဲ့ခြင်းတတိနေခဲ့သည်လို့ဟုမေးเสียရရှိပေသည်ပါတီနိုင်ငံရေးဆိုသည်မှာလူဒန်းစားတရမြတ်သာဖြစ်ပြီးအမျိုးသားနိုင်ငံရေးဆိုသည်မှာတမျိုးသားလုံးပါဝင်နိုင်သောလုပ်ငန်းဟုယူဆထားကြသောပြည်ခိုင်ပြုတ်အသင်းကြီးပြည်သူအကျိုးပြုကိတာအတော်များမှာအသင်းကြီးကိုဖျက်သိမ်းလိုက်ခြင်းအတွက် မမျော်လင့်သောဖြစ်ရပ်ကြီးတစ်ခုအဖြစ်ခန်းစားခဲ့ရကြောင်းတွေ့ရှိခဲ့ရသည်ဤသို့သောအခြေအနေတွင် အသင်းကြီးမှပါတီတို့ပြောင်းလဲဖွဲ့စည်းခြင်းအတွက်ပါဝင်နိုင်သူမပါဝင်နိုင်သူဝိဝါဒကွဲပြားမှုများပါတီတာဝန်ပါတီထမ်းဆောင်မှုတာဝန်နေရာများအတွက်အသင်းကြီးစတင်ဖွဲ့စည်းစဉ်မှပါဝင်ခဲ့ကြသောကိတာတော်တော်များများဆုံးရှုံးခဲ့ရခြင်းကိုဗဟု၌တာဝန်ရှိသူတို့ကမျက်စိမိတ်ငင်းဆန်နေတော်လဲဗဟု၌တာဝန်ရှိသူအကြီးအကဲတို့ကမူသိရှိလက်ခံနားလေသဘောပေါက်နေကြသည်မှာကြံခိုင်ရဲ့အနာဂတ်မြည်သို့ဥတီလျက်ရှိနေသည်ကို နိုင်ငံရေးအတွေ့အကြုံရင့်ကျက်သူများအတွင်သုံးသပ်ပြောဆိုမှုများလဲ2015မတိုင်မီပို၍များပြားလာနေပြီသည်ဗဟိုအလုံးမှုဆောင်ဝန်ကြီးများကတာဝန်ယူရာပြည်내တိုင်းနှင့်နယ်မြေများတွင်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များအသင်းကြီးဗဟိုဌာနကြီးများတွင်လုပ်ငန်းဆိုင်ရာများအတွက်ငွေကြေးပံ့ပိုးမှုများကိုအသင်းရန်ပုံငွေမှထိပါခြင်းမပြုဘဲ၎င်းတို့၏အခြားအခြားသောရရှိငွေများမှပံ့ပိုးပေးခဲ့ခြင်းနှင့်ဌာနဆိုင်ရာအကြီးအကဲများကပါအသင်းကြီး၏ကေရာများကိုဂရုတစိုက်ဆက်ဆံလာရခြင်းများကြောင့်အသင်းကြီး၏အကောင့်တွေဖော်ရလုပ်ငန်းစဉ်များမှာ နိုင်ငံတော်အဆင့်လုပ်ငန်းကြီးများအဖြစ်အသွင်ကူးပြောင်းလာခဲ့ရသည်1996ဝန်းကျင်မှရန်နာခဲ့ရသောအမျိုးသားညီလာခံကိုပြန်လည်ကျင်းပနိုင်ရေးအတွက်အမျိုးသားညီလာခံထောက်ခံပွဲများနိုင်ငံတော်ရှေ့ဆက်သွားပြီးမူဝါဒလမ်းစဉ်9ရက်ကျိုးစိုးထောက်ခံပွဲများအဖြစ်အပျက်ချုပ်ချရေးအခမ်းအနားများကိုလည်းတပြီလုံးနေရာအနှံ့ထောင်တောင်းရှိသောပြည်သူလူထုများပါဝင်၍ကျင်းပပေးနိုင်ခဲ့သည်ပြည်ခိုင်ပြိုးမှဥဆောင်၍ကျင်းပသောအခမ်းအနားများတွင်မတက်မနေရလိုက်လံခေါ်ယူခြင်းအကောင့်တဲ့ဖော်ပြကြရသူများမှာအုပ်ချုပ်ရေးအာဏာပိုင်များဖြစ်နေခြင်း အလုတ်ပြအကင်ပြတက်ရောက်လာကြသောပြည်သူလူထုများကိုလည်းမရှင်ငံသောဆက်ဆံမှုများရှိခဲ့ခြင်းတို့မှာနိုင်ငံရေးအရပြီးခိုင်ဖြိုးဤပုံရိပ်ကိုအထိကိုက်ခံ၍ထိုစဉ်ကအစိုးရဤပုံရိပ်ကိုအကာအကွယ်ဖြစ်စေခဲ့သောသဘောတရားကိုလည်းတွေ့မြင်ခဲ့ကြရသည်ဤသို့ဖြစ်ပင်ပြီးခိုင်ဖြိုးအတွက်တက်မတော်ကမမိတ်မတုံအကာအကွယ်ပြုလာစေခဲ့သောနိုင်ငံရေးအယူဆတရဖြစ်ပေါ်လာခဲ့သည်တက်မတော်နှင့်ပြီးခိုင်တို့အကြားတရားဝင်ထုတ်ဖော်ပြောဆိုမှုမရှိတော့လေနိုင်ငံရေးအရအပေးယူနှင့်သဘောတူညီမှုအတိုင်းအတာတရရှိနိုင်ပြီးကိုပင် နိုင်ငံရေးအတွေ့အကြုံရင့်ကျက်သူများအကြားသုံးသက်လာနေပြီသည်မြို့တော်ပင်ဖြစ်စီပြည်ခိုင်ဖြိုးတစ်ဖြစ်လဲကြန့်ခိုင်ရေတို့ဤခยีလန်းကရေကန်အသင့်ကြာအသင့်မိုးကြရွှေကိုဘဝများပိုင်ဆိုင်လျက်ဗိုလ်ချုပ်မူကြီးတန်းချွေဤအေဂျန်ဖြိုးအစိုးရအသက်သွေးရွှေများစွာဖြင့်တိဆောက်ခဲ့သောနေပြည်တော်မြို့တော်ကြီး၌အာနာသုံးရဲ့ဒီယာနေရာတိုင်း၌လက်ညှိုးထိုးမလွဲရယူနေနိုင်ကြသည်မှာပြည်သူများဤနှလုံးသားထဲယင်တဲ၌ဖွင့်ဟပြောဆိုခြင်းမပြုကြသောယင်တွင်စကားကိုစီ ပြီးခိုင်ဖြိုးတို့အတွက်ရှိနေကြမည်ဟုကိုချင်းစာနာမိပါသည်။ဆောင်းပါရှင် မောင်ရေဆက်အဆုံးထိနားတော်ပြီးတဲ့အူချင်းစီကိုကျေးဇူးထူးတင်ပါတယ်။ကျွန်တော် channel မှာယခုကဲ့သို့စာပြီးဆောင်းပါများကိုသဘောကျနှစ်သက်တဲ့ဆိုရင် channel မှာတင်တိုင်းသိရအောင်ကျွန်တော် channel လေးကို like and subscribe လေးပြီးခဲ့ပြီးဘေးနားလေးကခေါင်းလောင်းလေးကိုနှိပ်ခဲ့ပြီးပို့ရတဲ့ရက်ခံပါတယ်ခင်ဗျာ။အားလုံးကိုကျေးဇူးတင်ပါတယ်။